ီးသူတွေလူလားတောင့်တနေတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနေတာပေါ်ဆောင်နေတာဖြစ်ပါတယ်။အဲ့ဒါကရွေးကောက်ပွဲကိုညှိနှိုင်းကြမှာပါ။ဒါလည်းဒါလည်းပဲရှိတယ်ແນ່ເພິ່ງຈະບໍ່ໂຕອັນນີ້ເປັນດີໂມຄຣາຊີເລີຍຂောက်ປ່ວຍມາနိုင်ງານລາດຽວນີ້ເນເປຍຮູ້ມາຍິນແລະແຕ່ດຽວນີ້ຢູ່ເມດະພະອາລົງຕຸຕຸນີ້ແນ່ແມ່ເທຈາແມ່ မိဘပြည်သူမျိုးကိုမမများရှင်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီထွတ်ထူရေကောက်ပွဲကြီးကိုကျင်းပသွားမှာဖြစ်တဲ့အတွက်ပြည်သူတွေအားလုံးလိုလားတောင်းတနေဒီမိုကရေစီနိုင်ငံတော်ကြီးကိုရေကောက်ပွဲနဲ့သာပေါ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ပြည်သူတွေအားလုံးကလည်းအမိမြန်မာနိုင်ငံတော်ကြီးခင်မီပြည်မျိုးကိုတက်စေဖို့အတွက် ရွေးကောက်ပွဲကြီးမှာအားလုံးပါဝင်နေသေးပြီးဒီမိုကရေစီနိုင်ငံတော်ကြီးကိုအထူးတပတ်ဖော်ဆောင်ပွားဖို့အတူတူကြိုးပါတယ်။ဒီသူတို့ရဲ့ရွေးကောက်ပွဲဖြစ်တဲ့2025ခုနှစ်ပါတီဆိုင်ဒီမိုကရေစီထွတ်ထွေရွေးကောက်ပွဲကြီးနဲ့ပတ်သက်ပြီးအမှုပြုရန်ရှင်တွေကကြားထားနေတဲ့ခုလိုပဲကြားပြရမှာဖြစ်ပါတယ်။2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပမှာဖြစ်တဲ့အတွက်ပြည်သူတွေလိုလားတောင်းတနေတဲ့ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲနဲ့သာပေါ်ဆောင်နေမှာဖြစ်ပါတယ်။အဲဒါကြောင့်ပြည်သူတွေအားလုံးကလည်းမိမိတို့ရဲ့နိုင်ငံကြီးတိုးတက်ဖွံ့ဖြိုးစီပင်စေဖို့အတွက်ရွေးကောက်ပွဲမှာအားလုံးပါဝင်မဲပေးပြီးတော့ဒီမိုကရေစီနိုင်ငံတော်ကြီးကိုအတူတကွပေါ်ဆောင်ကြပါစို့။ရဲဘဝဆိုတာတော့လည်းလုံတင်လုံထက်တဲ့ဥစ္စာပါပဲဒီဒီလုံတင်လုံထက်တာကိုလို့လို့အန်ဒီတို့ကလည်းဒါအားပေးရမှာပေါ့ဒီသူတွေလည်းရုပ်ဘဝကိုလွန်လာကြမှာပါဒါလည်း ွေလာလို့ရှင်မဲပေးကြမယ်အဲ့ဒါပေါ့အဲ့တော့ကိုကြိုက်တာကိုကိုကြိုက်တယ်မဲကိုပေးပါမယ်ကျွန်တော်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မဲပေးခဲ့တာဆိုလို့ရှိရင်ကျွန်တော်၃ချိန်လောက်ရှိပြီပေါ့နော်ဆိုတော့အချိန်တိုင်းလည်းကျွန်တော်မဲပေးခဲ့ပါတယ်ဒီမိုကရေစီနိုင်ငံတော်အတွက်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာနိုင်ငံသားတယောက်အနေနဲ့ကျွန်တော်မဲပေးဦးမှာပါဘာလို့လဲဆိုတော့ဒါနိုင်ငံသားတယောက်ရဲ့တာဝန်ပဲလीကျွန်တော်တို့အနေနဲ့ကတော့ ဘယ်အစိုးရပဲဖြစ်ဖြစ်ပေါ့နော်တက်လာသည်ဖြစ်စေဒီအစိုးရလက်အောက်မှာပဲကျွန်တော်တို့ကနေခဲ့ကြရတယ်ဒီကောင်းရင်ကောင်းသလိုခံစားရသလိုဆိုရင်အဆိုးသလိုခံစားရတာပေါ့နော်အဲဒီတော့ပါတီစုံဒီမိုကရေစီဒီလိုရေကောက်ပွဲကိုကျွန်မဲပေးကြရမှာပါဒီတစ်ခေါက်ငဲပေးရမှာတော့နည်းနည်းတော့စမ်းနေပြဘာလို့စမ်းလဲဆိုတော့ခါတိုင်းလိုကျွန်တော်တို့ကမှန်ချေရတာမျိုးလိုဒစိတုံးနှိမ့်ရတာမျိုးလိုမဟုတ်တော့ဘဲနဲ့ဆက်နေမဲပေးရမှာဖြစ်နေတဲ့အတွက်ကြောင့်ဒါနည်းနည်းတော့စမ်းတာပေါ့နော် ဒီလိုဆက်နေမဲပြီးတာကပထမဆုံးခြေမဲဖြစ်မှာပါကျွန်တော်တို့နိုင်ငံသားတယောက်အနေနဲ့နိုင်ငံသားတာဝန်ခြေပြုဖို့အတွက်ကိုရွေးကောက်ပွဲမှာမဲပြီးကြရမှာပဲဖြစ်ပါတယ်ပါလလိုနဲ့ရွေးကောက်ပွဲကြီးနီးလာပြီနော်ရွေးကောက်ပွဲကြီးမှာအားလုံးတူတူညီညီညာညာနဲ့ရွေးကောက်ပွဲမဲသွားထည့်ရတဲ့ကောင်ပါပဲ။ဘာကြောင့်လဲဆိုရင် ရွေးကောက်ပွဲဆိုတာလည်းတကယ်ကိုအရေးကြီးတဲ့နိုင်ငံတကာနိုင်ငံအတွက်เนาะကိုသဘောကျတဲ့လူကိုနှိမ့်ချတဲ့သူတိုင်းပြည်အတွက်အကျိုးရှိမဲ့သူကိုရွေးချယ်ပြီးတော့မဲထည့်ရမှာပေါ့เนาะအဲဒါကြောင့်ကိုရင်းနဲ့အသေးတဲ့ကနေပြီးတော့မဲတပြားကိုအားလုံးတူတူညီညီနဲ့မဲထည့်ကြမယ်တိုင်းပြည်အတွက်အရေးကြီးတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကိုနိုင်ငံကြီးတိုးတက်ဖို့ကတကယ်အရေးကြီးတယ်တိုးတက်မယ် စီမံဘွားပြောရမယ်ငြိမ်းချမ်းရမယ်တာယာရမယ်အဲ့ဒါဆိုလို့ရှိရင်တို့တက်မှာပဲအနာဂတ်အတွက်ဒါအလွန်အရေးပါတဲ့ရွေးကောက်ပွဲကြီးပါအားလုံးအတူတူမဲယုံကိုတွားမယ်မဲယုံတွားပြီးတော့မဲထဲ့မယ်ပျော်ပျော်ရွှင်ရွှင်ခင်ခင်မဲမဲရင်းရင်းနှီးနှီးပေါ်ပြာနော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တောင်းကြည့်ပြီနော်အဲ့တော့တောင်းမကြည့်သေးတဲ့လူတွေတောင်းကြည့်အောင်လို့မဲယုံကိုအမြန်ဆုံးတွားကြပါ